ိုင်းနိုင်ငံမှာရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးပြီးအမှုပညာတွေလောက်တော့မဲ့ရုံးမတီလွင်မုံမျိုးနဲ့ယူနဲ့အမှုပညာလောကကိုရှောက်လိုင်းခဲ့သူရုံးမတီလွင်မုံကတော့ဖခင်ဖြစ်သူမင်းသားကြီးလွင်မုံရဲ့အချင်းရာကိုနေပြီးအမှုပညာအလုပ်တွေဆက်လက်လုပ်ကိုင်သွားတော့မှာဖြစ်ပါတယ်။သူမကငယ်ရွယ်စဉ်တုန်းကလည်းမြန်မာနိုင်ငံမှာကြော်ညာတွေရုပ်ရှင်ကားတွေရိုက်ကူးပြီးအောင်မြင်ခဲ့သူပါ။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းအမတကူကြောင့်သာအိမ်နာပြူသွားခဲ့ရပြီးတော့အမှုပညာအလုပ်တွေနဲ့ဝေးကွာနေခဲ့ရဖြစ်ပါတယ် အခုတော့ဒါရီအကောင်လုံးကိုပြန်လည်ပြုပြင်နိုင်ခဲ့ပြီဖြစ်ပြီးအချိန်မနှောင်းခင်နှုတ်ပြိုလှပနေစေအချိန်မှာမင်းသမီးတလက်အဖြစ်ပြန်လည်ရှောင်းလန်းတော်မှာဖြစ်ပါမြန်မာနိုင်ငံမှာတော့မဟုတ်ပဲထိုင်းနိုင်ငံမှာနိုင်ငံကျော်ထိတ်တန့်မိသမီတပ်ပီကနေအတူရုပ်ရှင်စကားကြီးရိုက်ကူးဖို့အတွက်တွားရောက်ဆွေးနွေးနေကြရပါမြန်မာမိသမီလေးနဲ့ထိုင်းမိသမီလေးနှစ်လက်အပြိုင်ဆိုင်လာနေကြတဲ့ပုံရိပ်လေးတွေကိုလည်းသူမရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတင်ပြလာခဲ့ပါတယ် ဒီလိုရှင်တွဲပြီးကြည်ရတဲ့ပုံစံအရရုံးဝတီလွေမိုးကတော့ပို့ပြီးလာတယ်လို့ထင်ရပါသေးတယ်။ဘလို့ရုပ်ရှင်ကားမျိုးကိုအတူတွဲဖက်ရက်ကူးကြမလဲတော့အတိအကျပြောလာခဲ့ခြင်းမရှိသေးပေမယ့်မိသမီးလေးနှစ်လက်ကိုကြည်ရတာနဲ့တင်အယံတန်နေပါပြီ။ထိုင်းနိုင်ငံအထိခြေဆံပြီးအမှုပညာအလုပ်တွေလုပ်ကင်တော်မဲ့ရုံးဝတီလွေမိုးကိုပြည်သက်ကြီးတို့အားပေးကြမှာလားရှင်။